ပြီးခဲ့တဲ့ရက်ပိုင်းကနိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာဥရောပနိုင်ငံအချို့ကိုတွားရောက်လည်ပတ်ခဲ့ပါတယ်။အဲ့ဒီခီးစဉ်အတွင်းပြည်သူတွေဆန္ဒရှိရင်နောင်လာမယ့်2015ခုနှစ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ပြီးဒုတိယအကြိမ်သမ္မတရာထူးရယူဖို့စဉ်းစားထားကြောင်းပြောခဲ့တယ်လို့သိရပါတယ်။ဒီနေ့မန္တလေးမြို့မှာဒီမိုကရေစီရဲ့ဆင်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF အဖွဲ့ကသမရရဲ့ပြောကြားချက်ကိုကန့်ကွက်ကြောင်းမန္တလေးမြို့32လမ်းနဲ့81လမ်းတောင်မှာဆန္ဒပြခဲ့ပါဗျာ ်ဒီနေ့ကြောကာလာထဲမှာယနေ့ပြည်သူတွေအတွက်အဓိကဖြစ်တဲ့ပုံစင်းတုံးချစီအောင်ယနေ့ချိန်ဒီတစ်ချိန်တစ်ခါမှဆောင်ရွက်ပေးတာမတွေ့ရသေးပါဘူးသမရာကြီးကြွေးကြော်ပြောဆိုခဲ့တဲ့စီရံဝဲတင်မှုရောကြအောင်တဲ့ကိုကြိုက်ဒီစီရံဝဲတင်မှုကမရောကြဘဲနဲ့ပေါ်ပေါ်ပြီးဒိုးပွားလာတယ်အဲ့ဒါလေးကိုသမရာကြီးရှင်ဆုံးဖြေရှင်းပါတိုင်းဒီတာဝန်ထမ်းဆောင်နေတဲ့တပ်မတော်သားတွေ တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်နေတဲ့ပြည်ထောင်စုဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေရဲ့ဘဝအခက်အခဲတွေကိုဖြေရှင်းပေးပါအဲဒီလိုပြဿနာတွေကိုမဖြေရှင်းဘဲနဲ့ဒုတိယတက်တန်းကိုဆက်လက်ပြီးတော့စိတ်ကူးရင်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်အတွက်ရန်စိုးရင်ရပါတယ်သမ္မတအင်းနေနဲ့စံနမူကစံနမူနာကတခုပြအောင်ဆောင်ရွက်ပေးပါလို့တောင်းဆိုပါတယ်နိုင်ငံတော်သမ္မတအနေနဲ့ကုံစင်းနှုံကြီးမြင့်နေရာတွေ ပြည်သူအများစုစားဝတ်နေစက်တဲနေတာတွေနဲ့လယ်သမားတွေအရေးကိုဖြည့်ရှင်းဖို့အရင်စူးစမ်းတဲ့လို့ဆန္ဒပြသူတွေကပြောပါတယ်။စားဝတ်တင်မှုရောကြောင်စားဝတ်ပေးစားဝတ်ပေးတောင်းဆိုချင်တာကတော့ကောင်းလူလယ်သမားတွေထောင်ချနေတာတွေနော်နောက်တစ်ခါကုန်သင်းလုံးတွေမကြဘူးနောက်တစ်ခါစားဝတ်နေတွေချက်သေးတယ်နောက်တစ်ခါကျွန်တော်တို့ဒီအခုညောင်ဝန်းကြီးရွာလို့ကောင်းသူတွေတနက်နဲ့ပြစ်ခံရအောင်တရားဆွဲဆိုခံရတယ် เนาะတကယ်ကိုရိုင်ဖယ်ကြီးစံနဲ့ပစ်တာကိုရာဘာကြီးစံနဲ့ပစ်တယ်လို့เนาะကျွန်တော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့မာလီတိုင်းဒုတိယရဲမှူးဦးမြင့်ဦးကိုယ်တိုင်ကအတိလင်းပြောထားတာပါတနက်ကိုလည်းမဆန်းကျင်သူကလူရင်းနဲ့ထွက်သွားတာပါမတော်မဆတ်ထွက်တာပါလို့ပြောတယ်ဒါတွေကလိန်ညာပြီးပြောနေတာပါအဲ့ဒီတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီ၃နှစ်ကျော်တက်တန်းကာလမှာဤသူရဲ့အခက်ခဲအကျက်သေးတွေဒါတွေကိုကျွန်တော်တို့ကသမရာကြီးကိုကျွန်တော်တို့ကဆန္ဒပေါ်ထုတ်ပြီးသင်ပြရတယ်ပြုပြင်ပါ တော့သူနောက်ကြင်တမရတတန်ဆက်လုပ်ဖို့မစင်းစားပါနဲ့ဟုတ်လောလောဆယ်ပြဿနာတွေဖြေရှင်းပါအောင်လို့ကျွန်တော်တို့ကဒါပြောပြတာပါစီသူတွေတက်ထင်တာမြင်တာပြောင်းလဲဆို AR မြင့်ဆုံးအောင်တော့ပြီးဆုံးအောင်မရက်နိုင်ဘူးဗျာအဲသူသူတတန်းတာဝန်ထမ်းဆောင်နေတဲ့ကာလမှာဒါဆိုရက်တန့်ထားတဲ့အနေထားချက်သိမ်းလိုက်တဲ့အနေထားတွေတော့သူမဆောင်ရက်ပေးနိုင်ဘူးဟောအခြေခံပြည်သူတွေရဲ့စာဝင့်နေရေးအနေထားတွေဟဟလာလက်ရှိပေါ်အလုတ်ကိုင်းရှားပါတဲ့ပြဿနာတွေမြေယာကိစ္စတွေပေါ့နော်အားလုံးမြင်တွေ့နေတဲ့မြေယာကိစ္စတွေလည်းမဖြေရှင်းဘူးအဲ့တော့ အဲ့ဒီကိစ္စတွေကိုမဖြေရှင်းပဲနဲ့2015ရွေးကောက်ပွဲအလို့ပြန်ပြီးတော့ညှော်မဲနေဆိုတာတော်တော်တော်စိတ်လည်းမကောင်းပါဘူး။ယနေ့ပြစ်စုံပန်တဲတွေကိုဖြေရှင်းရမှာပြီးမှသာလဲနောက်အနာဂတ်ကိုညှော်မှန်းတင်ပါလား။အဲ့တော့ဒီကိစ္စတွေကိုမဖြေရှင်းပဲနဲ့နောက်အနာဂတ်ကိုညှော်မှန်းနေဆိုတဲ့ကိစ္စတွေကဒါကျွန်တော်တို့တိုင်းပြည်ကိုသွားနေတဲ့ဒီမိုကရေစီစနစ်ရဲ့เนาะသမ္မတကြီးရဲ့ပြောပြောနေတဲ့တန်ရှင်းတဲ့အစိုးရကောင်းမွန်သောအစိုးရရဲ့လုပ်ရည်တွေမဟုတ်ဘူးလို့ပဲကျွန်တော်မြင်ပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာတောင်သူလက်သမားအလုသမားရေးလိုက်ပါကူညီဆောင်ရွက်သူများအဖွဲ့နဲ့ဒီမိုကရေစီရေးစင်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ကအဖွဲ့ဝင်စုစုပေါင်း14ယောက်ကဆန္ဒပြခဲ့ပါတယ်။ဒီကနေ့ဆန္ဒပြပွဲကိုသက်ဆိုင်ရာရဲ့ခွင့်ပြုချက်နဲ့ပြုလုပ်ခဲ့တာလို့သိရပါတယ်ရှင်။တောင်သူလက်သမားများကိုဖာစီထောင်ချခြင်းမှာ